လုံငန်းတဲ့ပိုင်းမှာမူချန်တို့ကရှစ်ထွက်လောက်ကိုတက်သွားပြန်တယ်ပြီးတော့သူတို့တွေကဗဒီစေးတွေကိုဖန်သီးနေတယ်နောက်ဆုံးမှာသူတို့တွေဖန်သီးခဲ့တဲ့ဗဒီစေးတွေကိုသူတို့နောက်မှာရှိတဲ့အဖိုးကြီးကလူယူလိုက်တယ်ပြီးတော့မူချန်ကိုတိုက်ခိုက်ဖို့စိန်ခေါ်တယ်ဗီဒီယိုလေးမဆက်ခင်ကျွန်တော်လည်း subscribe နှိပ်ပေးပါအားလုံးကျေးဇူးတင်ပါတယ်မူချန်ကတိုက်ခိုက်ဖို့ပြင်ဆင်ပြီးတာနဲ့သူ့ရဲ့ခန္ဓာကိုယ်ကနေမီးတွေကိုထုတ်လိုက်တယ်အဖိုးကြီးကပြောတယ်မင်းရဲ့စွမ်းအားတွေကကိုးနှစ်တန်ငှက်တွေရဲ့မီးပလားပြီးတော့သူကလည်းလက်သီးကိုကြက်ကြက်ပေါအောင်ဆုပ်ထားလိုက်တယ် အဖိုးကြီးကအလိုမြန်ဆန်တဲ့အရှိန်နဲ့မူချံရဲ့ခေါင်းမှာပေါ်လာတယ်။မူချံကတော်တော်လေးကိုထိုက်လန့်သွားတယ်။အဖိုးကြီးကသူ့ရဲ့လက်ကိုဝှေ့ရန်လိုက်တာနဲ့ကောင်းကင်ဘုံမှာစီးဆင်းနေတဲ့မြစ်တန်တွေကပောက်ဝင်းကြီးတစ်ခုလုံးကိုရပ်ပတ်ထားလိုက်တယ်။ပြီးတော့မြစ်တန်တစ်ခုကမူချံစီကိုပြေးဝင်လာတယ်။မူချံကသိသွားပြီးဒီမြစ်တန်တွေနဲ့ဟိုလိုဒီလိုရပ်ပတ်ထားတာကပောက်ဝင်းကြီးတစ်ခုလုံးကိုခြိုက်ပိတ်လိုက်တာပဲ။သူကလက်သီးကိုကြည်ကြည်ပတ်အောင်ဆောက်လိုက်တယ်။ထွားပြေးလို့မရတော့ဘူးဆိုတော့သူကပြန်ပြီးခုခံဖို့ပဲရှိတော့တယ်။မူချံကလေပုံမှာထိုင်လိုက်တယ်။ ီးတော့သူ့ရဲ့လက်ကနေမြင်မြန်ဆန်ဆန်ပဲအမှတ်တိုက်ငေသားတွေကိုပြောင်းလဲပစ်လိုက်တယ်။ကျဲတော်နဲ့ခေါင်းလုံးတန်ကြီးတစ်ခုထွက်ပေါ်လာပြီးလေပေါ်မှာအလွှာကိုးလွှာပါတဲ့ဇီဒီတစ်ခုကပေါ်လာတယ်။အဲ့ဒီဇီဒီကမူချံရဲခနာကိုဖုံးထားတယ်။မူချံရဲပညာရည်တွေထဲမှာဒီဇီဒီကအားအကောင်းဆုံးပဲ။အကရေဒီအဖိုးကြီးရဲ့တိုက်ခိုက်မှုကိုခုခတ်မှန်ဆိုရင်ဇီဒီကိုပဲမှီခိုရတော့မယ်။ကိုးထဲဇီဒီထွက်ပေါ်လာတဲ့အဖိုးကြီးကတခုခုကိုအမှန်ရတော့တဲ့ပုံစံမျိုးနဲ့အံ့ဩသွားတယ်။ ဒီချိန်မှာပဲကိုထက်စီဒီနဲ့သူ့စီကိုပြေးဝင်လာတဲ့အလင်းနဲ့မြက်ကတိုက်မိသွားတယ်။ကျယ်လောင်တဲ့အတန်ကြီးထွက်ပေါ်လာတယ်။အလင်းနဲ့မြက်ရဲ့တက်ခတ်မှုကြောင့်ကိုထက်စီဒီကတဖြည်းဖြည်းနဲ့တုံခါနေတယ်။ခဏလေးဆိုတဲ့အချိန်သွင်းမှာပဲစီဒီကတဖြည်းဖြည်းနဲ့အကွဲလာတယ်။မူချန်ရဲ့အခုခံမှုအားအကောင်းဆုံးတဲ့စီဒီကတော့အဖိုးကြီးရဲ့တက်ခွဲတစ်ခုအောက်မှာပဲလုံဝကိုပျက်စီးတော့မယ်။စီဒီရဲ့အကြောင်းတွေကတဖြည်းဖြည်းနဲ့ပုပ်ပူပြီးများလာတယ်။မူချန်ကဘလို့လွတ်လွတ်လွတ်ရမလဲဆိုတာစဉ်းစားနေတယ်။သူ့ရဲ့ပါဇက်ကနေလည်းသွေးတွေယိုကျလာတယ်။ အခုတိုက်ခိုက်မှုကိုမခိုးခံနိုင်ဘူးဆိုရင်ဆန်ရှန်တို့လီရှန်တုံတို့ကိုမမိဘူးလို့ဆိုလိုတာပဲအဲ့လောက်မှစွမ်းအားမရှိဘူးဆိုရင်လော်လီကိုသူကဘယ်လိုလုပ်ပြီးစောက်ရှောက်နိုင်မှာလဲအလင်းနဲ့မြင့်ရတိုက်ခိုက်မှုကလည်းဇီဒီကိုထံမှာနောက်ဆုံးသက်ထပဲကြံတော့တယ်မူချန်းကကြဲလွန်ဆောင်អော်လိုက်တယ်သူရဲ့អော်တန်ကြောင့်တခခုကနိုးထလာတဲ့ပုံစံမျိုးဖြစ်သွားတယ်ဒီအချိန်မှာပဲရှိတ်ကြတဲ့အလင်းနဲ့တူဇီဒီရဲ့မျက်နှာပြင်ပေါ်မှာတော်တော်လေးကိုလှပါတယ်ကြာပန်းတပွင့်ထွက်ပေါ်လာတယ်ပြီးတာနဲ့ဇီဒီတွေကလည်းအတန်တန်ထွက်ပေါ်လာတယ် အတီးတန်ထွားပေါ်ပြီးတာနဲ့ခနာကအလင်းနဲ့မြေတန်ခမ်းမှုရောပျက်စီးသွားတဲ့ဇီဒီနေရာမှာအသက်တွေပြန်ပြီးတော့အစားထိုးလာပြီးငကိုတိုင်းပြန်ပြီးတော့ဖြစ်သွားတယ်ဒီတခါမှာတော့အလင်းနဲ့မြေတန်ခမ်းမှုကဇီဒီကိုတုံးခါသွားတဲ့ဆိုပေမဲ့ဘာဒန်ယာမှတော့မဖြစ်ပေါ်တော့ဘူးအဖိုးကြီးကတော့မျက်လုံးပြီးသွားတယ်ဇီဒီရဲ့အထက်မှာတော့ပွင့်ပွက်ကိုးပတ်ပါတဲ့ကြာပန်းတစ်ပွင့်ကိုတွေ့ရတယ်ပွင့်ချက်တစ်ခုစီတိုင်းမှာစွမ်းအားတစ်မျိုးရှိတယ်အဖိုးကြီးကပြောတယ်ဒါကရှင့်အောင်အပ်ဖွဲ့ဖျားစီဒီမလား ဒါပေမဲ့သူကရှိန်အောင်အန့်ဖွဲ့ဖျားစေကြီးနဲ့ဆက်နွယ်နေတဲ့သူတယောက်ဆိုရင်သူကဘာလို့ဒီနေရာမှာရှိနေတာလဲအဖိုးကြီးကတခုကိုစဉ်းစားပြီးတော့မူချံကိုစိုက်ကျင်းနေတယ်အခုဆိုရင်မူချံရဲ့တကူလုံးကသွေးနေနဲ့ပြင်းထန်နေတယ်မူချံရဲ့သွေးကြောင့်ကြာပန်းကလည်းသွေးကြပန်းဖြစ်ကိုပြောင်းလဲသွားတယ်အဖိုးကြီးကပြောတယ်စိတ်ဝင်စားစရာအရန်ကောင်းတာပဲသူ့ရဲ့ပုံစံအမှန်ကဘာလဲသူ့ရဲ့မိဘတွေကရှိန်အောင်မျိုးနွယ်ထဲကများလားအခုဆိုရင်အလင်းနဲ့မြင့်တွေကသူ့ရဲ့ပုံမှန်နေရာကိုပြန်ပြီးရောက်သွားပြီး အလင်းနဲ့မြည့်တဲ့ဆောက်ခွာသွားတာနဲ့မူချမ်းကိုကာကွယ်ထားပြီးတဲ့ကိုထက်စီတီကလည်းတက်ပြီးပြင်းနဲ့ပြောက်ွက်သွားတယ်။ဇေဒီပြောက်ွက်သွားတာနဲ့သူ၏တွေနဲ့ပြင်းထန်နေတဲ့မူချမ်းကချက်ချင်းဆိုသလိုအောက်ကိုပြုတ်ကျလာတယ်။အဖိုးကြီးကသူ့ရဲ့စွမ်းအင်တွေအုံပြုတ်ပြီးလက်ချောင်းကြီးနဲ့မူချမ်းကိုဖမ်းလိုက်တယ်။ပြီးတော့အလင်းနဲ့မြည့်တဲ့မှာရှိတဲ့ရောင်ကြီးတန်းတွေကမူချမ်းရဲ့ခန္ဓာကိုဆွဲယူပြီးတော့အလင်းနဲ့မြည့်တဲ့ပို့လိုက်တယ်။အဲ့ဒါကိုမြင်တော့ငှက်မကတော်တော်လေးကိုထိတ်လန့်သွားတယ်။မူချမ်းကဒါလို့ဒတိလက်နေတယ်ဆိုရင်တော့ဒီလိုမြည့်တယ်ကိုကြားမှမဟုတ်ဘူးပေါ့။သူကစင်းမိခဲ့ဘူးလို့တော့အဖိုးကြီးကပြောတယ်။ ငှက်မလေးဘာမှမလုံးနဲ့မင်းအေးအေးဆေးဆေးနေလိုက်ငါသူ့ကိုမသိစေချင်ပါဘူးဒါကငါတို့သဘောတူတာတဲ့ငါရဲ့ဆုလက်ပဲပြီးတော့သူ့ရဲ့လက်ကိုလှောက်လိုက်တာနဲ့တတူးလို့ပျက်စီးတဲ့ချိုးကငှက်မလေးရဲ့ကိုယ်ထဲကိုဝင်သွားတယ်အဲ့ဒါတွေကဘာလဲဆိုတာကိုငှက်မလေးလည်းမသိဘူးတအုပ်ငှက်မကပြောတယ်နေဘာလို့လိုက်တာလဲအဖိုးကြီးကပြောတယ်ငါကမင်းရဲ့ငှက်မျိုးနဲ့ကအကြီးကြီးတွေနဲ့ရင်းနှီးတယ်ဒါကြောင့်ငါမင်းကိုလက်ဆောင်ပေးလိုက်တာအဲ့တော့ငှက်မလေးကခေါင်းချိန်ပြလိုက်တယ်အဖိုးကြီးကဆက်ပြောတယ်ကောင်းပြီတလို့ဆိုရင် မင်းအဖွဲအလင်းနဲ့ဗရီးစေးတွေကိုဆက်ပြီးတော့ဖန်တီးလိုက်ဒါဗိမဲ့ဒီကောင်လေးကိုတော့အနှောင့်အယှက်မဖြစ်စေနဲ့ပြီးတာနဲ့အဖိုးကြီးကတခြားဘက်ကိုလမ်းလျှောက်ပြီးသွားလိုက်တယ်ခနှန်းဆိုတဲ့အချိန်လေးသွင်းမှာပဲမိုးကိုဆက်ဝိုင်းသွင်းရနေဒီဖိုးကြီးကပျောက်ကွယ်သွားတယ်အဖိုးကြီးပျောက်ကွယ်သွားတာနဲ့အလင်းနဲ့မြင့်တယ်မှရှိနေတဲ့မူချံကိုငှက်မှလေးကတစ်ချက်ကြည့်လိုက်တယ်ပြီးတာနဲ့သူ့ရဲ့မိတော်တွေထောက်ပြီးတော့အန့်ဖွဲအလင်းနဲ့ဗရီးစေးတွေကိုစပြီးတော့ဖန်တီးပြန်တယ်မူချံရဲ့အသီးစိတ်တွေကအမှောင်ထုတွေကိုရောက်ရှိလို့သွားတယ်သူ့ရဲ့အာယုံတွေကတော်တော်လေးကိုမူနှောင်းနေတယ် အမောင်းနှုတ်ထဲမှာတော့အလင်းတန်းတစ်ခုရှိတယ်။အဲ့ဒီအလင်းတန်းကသူ့ရဲ့အောက်ကနေထွက်ပေါက်နေတယ်။အဲ့ဒီအလင်းတန်းကနေအမျိုးသမီးတယောက်ကသူ့ကိုစိုက်ကြည့်နေတယ်။ချက်ရှင်းဆိုသလိုအမျိုးသမီးကသူ့ရဲ့နားကိုရောက်လာပြီးမူချံရဲ့ပါကိုညင်ညင်သက်သက်ထိတွေ့လိုက်တယ်။လမ်းနဲ့ပါပြင်ထိသွားတာနဲ့မူချံကနူးညံ့မှုတစ်ခုကိုခံစားမိတယ်။အဲ့ဒီအရာကတော့သူ့ရဲ့အမိနဲ့တူညီလုံးနေတယ်။ဒီအမျိုးသမီးရဲ့မျက်နှာကိုတော့ရှင်းရှင်းလင်းလင်းမမြင်ရဘူး။သူ့ရဲ့ကစကားပြောတဲ့လိုပဲဆိုရမယ် အဲ့လိုအမျိုးသမီးနဲ့တူညီတဲ့ခံစားချက်တစ်ခုကသူအမြဲတမ်းခံစားမိလို့နေတယ်။အဲ့ဒါကတော့ဒီအမျိုးသမီးကသူ့ကိုငငယ်ရဆောက်ရှောက်ပေးတယ်ဆိုတဲ့အိမ်မက်ပဲ။မူချန်ကအမေလို့ခေါ်ပြီးတော့ပြန်ပြီးတော့နိုးလာတယ်။သူမျက်လုံးပြန်ပွင့်လာတော့သူ့ရဲ့ဘေးနားမှာငွေရောင်ပက်လက်ဝိုင်းနေတာကိုပဲတွေ့ရတယ်။ပြီးတော့အဲ့ဒီဆွမ်းအင်တွေကသူ့ရဲ့ခန္ဓာကိုယ်တက်ကိုအပြင်းထန်စီးဝင်နေတယ်။ဆွမ်းအားတွေကပြင်းထန်လာကြောင်သူ့ရဲ့ခန္ဓာကိုယ်တွေဝင်လာနေသူကနာကျင်မှုကိုခံစားရတယ်။ပြီးတော့သူ့ရဲ့ကြွက်တာတွေကလည်းစပြီးတော့တင်းမလာတယ်။ ဒီချိန်မှာပဲရုပ်ကြီးဆိုသလိုသူ့ရဲ့စိတ်တွေကနေတစုံတစ်ခုကထွက်ပေါက်လာတယ်။အဲ့ဒါကမိုးကြိုးနတ်ဖျားဆွမ်းအားနတ်ဖျားအစင်ဝိညာဉ်ဝိဇ္ဇပညာရင်းနဲ့တော်တူနေတယ်။ဒီထိပ်ပြပြောင်းတဲ့လူကြီးရဲ့တကယ်ပုံစံအစ်စ်ကဘာလဲ။သူကသူ့ရဲ့စိတ်ထဲမှာတွေးနေတယ်။အဒီအသူဝင်လာပြီးခဏကြာမှာတော့မူချန်ကလည်းနတ်ဖျားအစင်ဝိဇ္ဇပညာရရလွှမ်းမှုမှုတိုင်ချံကိုစပြီးတော့လေ့ကျင့်လိုက်တယ်။အဲ့ဒီတိုင်ချံကိုစသင့်လေ့ကျင့်နေစဉ်မှာပဲငွေအောင်လင်းရနေကသူ့ရဲ့ကိုယ်ထဲမှာတောက်ပါလို့နေတယ်။ အလင်းနဲ့လင်းလာတာနဲ့သူ့ရဲ့တကူလုံးကလည်းအလင်းနဲ့စွမ်းအားတွေကိုဆက်လက်ဝါးမြူလိုက်တယ်။ဒီအဖိုးကြီးခြံထားခဲ့တဲ့မိုးကျိုးနဲ့ဖျားတိုင်းညာကဘယ်တော့ဒီအစွမ်းထက်တယ်ဆိုတာတော့မူချမ်းမသိဘူး။ဒါပေမဲ့သူ့ရဲ့စွမ်းအားကပို့ပို့ပြီးပြင်းထန်လာတာတော့ခံစားမိတယ်။အဲ့ဒါကသူ့ရဲ့ခန္ဓာကိုအင်အားဖြစ်စေတဲ့ပညာရဲ့တခုဆိုတာတော့သူသိနေတယ်။ဒီလိုနဲ့ပဲအဲ့ဒီမိုးကျိုးနဲ့ဖျားတိုင်းညာကိုလေ့ကျင့်တာသုံးရက်ပြည့်သွားတယ်။အလင်းနှန်းလုံးနဲ့အပြေအဝါဆုံးယူလိုက်တယ်။နောက်ဆုံးမှာမူချမ်းသိလိုက်တာတော့ဒီမိုးကျိုးနဲ့ဖျားတိုင်းညာကအပြည့်စုံမဟုတ်ဘူးဆိုတာပဲ။ တဖက်မှာတော့ငှက်မလေးကသူ့ရဲ့မီးတောက်တွေကိုပြန်ပြီးသိမ်းလိုက်တယ်။သုံးရဲဆိုတဲ့အချိန်အတွင်းမှာသူဖန်တီးထားတဲ့ဗရီးဇေးတွေကအများကြီးရှိတယ်။အ ਨੇ ဆုံးအခုရဲ့တက်တောင်းကြော်လောက်ကိုရှိနေတယ်။ဗရီးဇေးတွေကိုသိမ်းပြီးတာနဲ့အလင်းလမ်းမြင့်ကိုတစ်ချက်ကြည့်လိုက်တယ်။မူချန်ကိုရှာမလို့တော့သူကဟိုဟိုဒီဒီလိုက်ပြီးတော့ရှာနေတဲ့အချိန်မှာပဲအလင်းလမ်းမြင့်တွေကနေပောက်ခွဲတန်တဲ့အတူအလင်းလမ်းတစ်ခုကကောင်းကင်ဘော်ကိုထိုးသက်သွားတယ်။နောက်ဆုံးမှာတော့အလင်းတန်းကတဖြည်းဖြည်းပြောက်ခွေသွားပြီးမူချန်ကထွက်ပေါ်လာတယ်။မူချန်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကငွေရောင်တွေလေးလံနေတယ်။ ခန္ဓာကိုယ်မှာလည်းအားအိတ်နေပြည်ဖြိုးသလိုခံစားရတယ်။သူကလက်သီးကြက်ကြက်ပအောင်ဆုပ်ပြီးတော့လေကိုထိုးလိုက်တာနဲ့လေပြင်းအားတွေကအထက်ထက်ကွဲထွက်သွားတယ်။အဲ့တော့ကြည်ပြီးမူချန်ကတော်တော်လေးကိုအားရနေတယ်။ပြီးတော့သူကပြောတယ်မဆိုးပါဘူးဒါတော့ဆွမ်းအားနေဆိုရင်။ငှမကမူချန်ကိုမေးတယ်ဘလို့လဲနင်းအဆင်ပြေခဲ့လား။မူချန်ကဟိုဟိုဒီလိုက်ကြည့်ပြီးတော့အဖိုးကြီးကိုရှာတော့ငှမကပြောတယ်ရှာမနေနဲ့သူထွက်သွားတာကြားပြီးမူချန်ကစဉ်းစားတယ်။ဒါလို့အစွမ်းထက်ထက်စီနေရကဘာလို့လဲဆိုတာငါမသိဘူး။အဲ့တော့ငှမကပြန်ပြောတယ် နေတော့မသိတာငါကဘယ်လိုလုပ်ပြီးသိမှလဲမူချန်ကခေါင်းတစ်ဆက်ဆက်ညှိလိုက်တယ်။ကောင်းပြီလေထားလိုက်တော့အဖြေမရှိတဲ့မေကုံကိုငါလည်းဆက်ပြီးတော့မဖြေချင်တော့ဘူး။ပြီးတော့သူကပြောတယ်ငါတို့လာတာကြပြီငါတို့တွေကြောင်းကိုပြန်ပြီးသွားကြရအောင်။ပြီးတော့သူ့ရဲ့နှခမ်းနဲ့တိုးတိုးလေးချွရိုးလိုက်တယ်။လီရွှန်တော့ငါတို့နောက်တစ်ခါပြန်သွေးကြတဲ့အခါကျရင်မင်းရဲ့တိုင်ခွက်တုံးခေါ်ကငါ့ကိုထိရောက်မှမဟုတ်တော့ဘူး။ပြီးတော့ငှက်မကိုပြောတယ်သွားကြစို့။နေရဲ့မြောက်ပိုင်းပင်လယ်ငါးသွေးအစီနဲ့ကိုငါတို့သွားပြီးယူကြမယ်။ ဒီစကားကိုကြတော့ငှက်မကတော်တော်လေးပျော်သွားတယ်ပြီးတော့မူချံကိုကျေးဇူးတင်စကားပါပြောတော့မူချံကလက်ကပြလိုက်တယ်မလိုဘူးဒါကငါတို့ရဲ့ဆက်ဆံရေးပဲနင်းသာစင်ငယ်ပြောင်းလဲမှုမှာအောင်မြင်သွားလို့ရှိရင်အပွင့်သားရဲ့အသွင်ကိုကူးပြောင်းရင်နင်းလဲလူသားတယောက်အသွင်ကိုပြောင်းလဲနိုင်တဲ့အဆန်ကိုပိုင်ဆိုင်သွားမှာမဟုတ်လားငှက်မကတော့ဘာမှပြတ်မပြေဘူးသူရဲ့ခန္ဓာကိုယ်ကိုမိတော်ဖြစ်ပြောင်းလဲပြီးမူချံရဲ့ခန္ဓာကိုယ်တဲ့ကိုပြန်ပြီးတော့ဝင်သွားလိုက်တယ်မူချံကပြုံးမိတာနဲ့ထွက်ပေါက်စီကိုအရှိန်မြန်မြန်နဲ့ပဲပြေးထွက်သွားတယ် အပြင်ကရောက်တဲ့မူချန်ကသူတို့ရဲ့နာနေဆောင်ကိုပြန်မသွားဘူးသူသေးသေးသွားတဲ့နေရာကတော့ဝိညာဉ်တန်ဖိုးခံမစည်းကိုပဲသူကအမှတ်တွေပြေတော့မယ်ဆိုတော့ငကားသွေးကိုငှက်မဖို့ပြီးချင်းနေပြီဒါကသူတို့နှစ်ယောက်တီးခဲ့တဲ့ကလေးတစ်ခုလည်းဖြစ်တယ်မူချန်ကခံမတွေဝင်ပြီးတာနဲ့သူတို့ရဲ့အပ်ဖွဲ့အလင်းပတိစေးတွေကိုရောင်းတဲ့နေရာကိုဥတည်ပြီးတော့သွားတယ်အဲ့ဒီမှာစိရင်ကန်တဲ့ကောင်မလေးတစ်ယောက်ရှိတယ်အဲ့ဒီကောင်မလေးကမူချန်ကိုမျက်နှာနဲ့ပြောတယ်မင်္ဂလာပါအပ်ဖွဲ့အလင်းနဲ့ပတိစေးတွေကိုဝယ်မလို့လားမူချန်ကပြောတယ်မဟုတ်ဘူး ငါဒီကိုလာတာရောင်းဖို့ဒါကိုကောင်းမလေးရပြန်ပြောတယ်အဖွဲအလင်းလန်ဘရီးဇီရစစ်ကိုဝိညာဉ်တမ်းမှုအမှန်သာ200နဲ့တတ်မှတ်ပါတယ်ရှင်ဘလောက်ရောင်းချင်းလဲမူချန်ကပြောတယ်တိတ်မများဘူးအလုံးရင်1300ပဲအဲ့ဒါကိုပြောတော့ဟိုကောင်းမလေးကမူချန်ကြည့်ပြီးတော့စွန့်အသွားတယ်ပြီးတော့သူ့ရဲ့စိတ်ထဲကနေတွေးနေတယ်ဝိညာဉ်အလင်းလန်ဘရီးဇီအလုံးရင်1300ဒီကောင်လေးကဒါလောက်များတဲ့ဘရီးဇီတွေကိုဘယ်နေရာကနေလွယ်လွယ်နဲ့ရခဲ့တာလဲ1300ဆိုတဲ့ပမာဏကစမ်းရှမ်းတော့မလုံးနိုင်တဲ့ပမာဏပဲ ဘေးနားမှာရှိနေကြတဲ့လူအနေငယ်ကလည်းမူချန်ကိုတီးတိုးတီးတိုးနဲ့ပြောနေတယ်။မူချန်ကဓာတွေကိုစိတ်ဝင်စားဘူး။စိန်ငန့်ကောင်မလေးကိုပြောတယ်။စီနီယာမအဖွဲ့အလင်းန်ပရိစကအလုံး၁3000ဆိုတော့ဝိညာဉ်အမှတ်သားတန်ဖိုးကစုစုပေါင်း26သိန်းပေါ့ပြောပြောစွတ်စွတ်ပဲမူချန်ကပရိစေးတွေကိုထုတ်ပြလိုက်တယ်ချိန်နေကြတဲ့လူတွေအလုံးကတော့ပါဇက်အဟုန်သာဖြစ်သွားတယ်ဒါတော့အများပြားတဲ့အဲ့လောက်ပရိစေးသူတို့တွေမမြင်ဘူးကြဘူးဝိညာဉ်အမှတ်သား26သိန်းဆိုတာက ခွာဆိုင်ကောင်းကင်ဝိညာဉ်ဝိဇ္ဇာတိုင်ချန်းကိုတော့ဝေယူလို့ရတဲ့ပမာဏပဲစင်ရင်စတဲ့ကောင်းမလေးကမူချံကိုတစ်ချက်ကြည့်လိုက်တယ်ပြီးတော့အရှိမရှိနေတဲ့ဗတိစေးတွေကိုသူကရည်ကြည့်လိုက်တယ်အားလုံး1300တောင်းတက်တိပဲအဲ့တော့မူချံကိုသူကပြန်ပြောတယ်အားလုံးဗတိစေးက1300တောင်းတော့အတိတိပဲအဲ့ဒါကိုတွက်လိုက်မယ်ဆိုရင်ဝိညာဉ်တန်မှုအမှတ်တာက20နဲ့6တဲ့ဒီရောက်ကြောင်းလားလေဒါလုံးအများပြတဲ့ဝိညာဉ်တန်မှုအမှတ်တာကိုလွှဲပေးဖို့ကကျမမှာအခွင့်အာဏာမရှိဘူးဒါကြောင့်ဆက်ရအောင်သွားခေါ်ပြီးလွှဲခိုင်းပါမယ် မူချန်ကခေါင်းချိန်ပြလိုက်တော့အဲ့ဒီကောင်မလေးကထွက်သွားလိုက်တယ်ခဏနေကြတော့လူလက်ပံယောက်ျားလေးတယောက်နဲ့ပြန်ပြီးတော့ထွက်ပေါက်လာတယ်ဆရာဖြစ်တဲ့လူပြန်ရောက်လာတယ်နဲ့ဗဒီစေးပုံကိုတစ်ချက်ကြည့်လိုက်တယ်ပြီးတော့မူချန်မဲကိုလှည့်ပြီးပြောတယ်မင်းရဲ့ဝိညာဉ်တန်မှုကတ်ကိုငါးစီပေးပါမူချန်ကသူ့ရဲ့ဝိညာဉ်တန်မှုကတ်ကိုလှမ်းပြီးပေးလိုက်တယ်ပြီးတော့သူ့ရဲ့ကတ်လေးကိုထောက်ပြီးတော့မူချန်ရဲ့ကတ်နဲ့ပူလိုက်တယ်သူ့ရဲ့ကတ်လေးကလင်းလက်လာတယ်ခဏနေကြတော့မူချန်ရဲ့ကတ်လေးကလည်းလင်းလက်သွားတယ်အလုံးပြီးသွားတယ်လည်းမူချန်ကိုမူချန်ရဲ့ကတ်ပြပြန်ပြီးပေးလိုက်တယ် မူချန်ကသူ့ရဲ့ကပ်ပြားကိုချိန်လိုက်တော့ဝိညာဉ်အမှတ်သားတန်မှုအလုံး80နဲ့တသိန်းကိုတွေးရတယ်။အဲလောက်ကြည့်ပြီးမူချန်ကတော်တော်လေးကိုပြော့သွားတယ်။ပြီးပြီးချင်းပဲမူချန်ကအဲ့ဒီယောက်ျားလေးကိုပြောတယ်။ဆရာကျွန်တော်ကိုနောက်တစ်ချိန်လောက်ကူညီပေးပလား။အဲ့တော့ဟိုလူကပြန်ပြောတယ်မင်းဘာပြည့်စည်လိုချင်လို့လဲ။အဲ့တော့မူချန်ကပြောတယ်မြောက်ပိုင်းပြည်နယ်ငကားသူရဲ့အစီနှစ်ပါ။အဲ့ဒီငကားသူရဲ့အစီနှစ်ရဲ့တန်မှုကဝိညာဉ်အမှတ်သားတိုင်း80များပြားလှတဲ့ဝိညာဉ်တန်မှုတွေကြောင့်ဘယ်ကျောင်းသားကမှလံမွေကြဘူး။ဆရာကတပြင်းတစ်ချက်ချလိုက်တယ်။ ပြီးတော့မူချံကိုပြောတယ်ငန်းတော်လိုက်ခဲ့မူချံကလည်းအဲ့ဒီဆရာရဲ့နောက်ကိုလိုက်သွားလိုက်တယ်ဘေးနားမှာကြည့်နေကြတဲ့ကျောင်းသားတွေကတော့မူချံဘာဝင်လိုက်လဲဆိုတာကိုမသိဘူးဒါပေမဲ့မူချံဝင်တဲ့အရာကတာမန်မဟုတ်ဘူးဆိုတာတော့နားလဲတယ်အဲ့တော့သူတို့တွေကဘာဝင်လိုက်လဲဆိုတာကိုတော်တော်လေးသိလွန်စိတ်ပြင်းပြသွားတယ်အထဲကိုရောက်သွားတော့အဲ့ဒီယောက်ျားလေးကလက်ကိုပွင့်ရလိုက်တာနဲ့လူကောင်းသလုံးအွယ်စားလောက်ရှိတဲ့တလင်းကြောက်သလုံးကသူ့ရဲ့လက်မှာပေါ်လာတယ်တလင်းကြောက်ဖြစ်နေတယ်ဆိုပေမဲ့အထဲမှာတော့ရွှေရောင်အကြီးတွေဟိုဟိုဒီဒီလူးလွန်းနေတယ် သူ့ရဲ့ရှိန်ဝါကလည်းတော်တော်လေးကိုကြောက်စရာကောင်းတယ်။မူချန်ကအရီဒါကိုယူလိုက်တာနဲ့အဲ့ဒီကြောက်သုံးလေးကနေထွက်ပေါက်နေတဲ့စွမ်းအားတွေကိုခံစားမိသွားတယ်။ဘာလဲဆိုတော့သူမသိဘူးဆိုပေမဲ့အဲ့ဒါတွေကအလုံးကတော့အံ့ဖွယ်သားရတဲ့ရဲ့အစွမ်းပဲ။ဒါကိုဆရာဖြစ်တဲ့သူကပြောတယ်။ဒါကမြောက်ပိုင်းပင့်လယ်ငကားရဲ့သွေးအစီနေဖြစ်ပြီးမြောက်ပိုင်းပင့်လယ်သခင်ပိုင်ဆိုင်တဲ့အရာတစ်ခုပဲ။မူချန်ကခေါင်းညှိပြပြီးတော့သူ့ရဲ့ကတ်လေးကိုပေးလိုက်တယ်။ဒါကိုဆရာကပြောတယ်။ဒီသွေးအစီအနေကဝိညာဉ်တော်မူအမှတ်သား390 အဲ့ဒီပမာဏကိုငါမင်းရကတ်ထံကနေထုတ်ယူလိုက်မယ်ပြီးတော့မူချံကိုကပ်ပြားနဲ့သူငကားသွေးစီနှုတ်ပါကံပြီးပေးလိုက်တယ်အဲ့ဒီဆရာဖြစ်တဲ့သူကအဲ့ဒီသွေးကိုမူချံဘာလုပ်မလဲဆိုတာမေးခြင်းပေမဲ့မူချံနဲ့သူနဲ့မရင်းနှီးဘူးဆိုတော့မူချံကလည်းသူဘာမှမိမ့်မနေတော့ဘူးမူချံကသူ့ရဲ့ပစ္စည်းတွေကိုယူပြီးတာနဲ့အဲ့ဒီဆရာကိုတီးဥ့တင်စကားပြောလိုက်တယ်မူချံကသူ့ပစ္စည်းတွေကိုသူယူပြီးတာနဲ့အပြင်ကိုထွက်သွားတယ်အပြင်မှာတော့သူ့ကိုကြည့်နေကြတဲ့လူတွေအများကြီးရှိတယ်ပျက်စီးရောင်းပေးလိုက်တဲ့ဆရာကတော့မူချံဒီပျက်စီးကိုဝယ်သွားတာကို ကျောင်းရင်အထက်လူကြီးတွေကိုသူကအစီရင်ခံရတော့မယ်။မူချန်ကအပြင်ရောက်တာနဲ့ကောင်းရင်ပေါ်တစ်ချက်မိုးကြည့်လိုက်တယ်။ပြီးတော့အထဲထဲမှာရှိတဲ့ငှက်မောက်ပြောတယ်။မြောင်ပိုက်ပင့်လဲနဂါသွေးအစီနဲ့ကိုရသွားပြီဆိုတော့စင်ငယ်ပြောင်းလဲမှုကိုလှုပ်လို့ရသွားပြီပေါ့။ဒါကိုငှက်မကပြောတယ်။အဲ့ဒါလောက်ထိတော့ဘယ်လွယ်ပါမလဲ။ငါဒုက္ခတချို့ကိုခံစားရလိမ့်မယ်။မူချန်ကပြောတယ်။အဲ့ဒီနင်ပြောတဲ့ဒုက္ခဆိုတာအနိုင်ရောင်ကောင်းခင်အလင်းဒုက္ခမလား။ तू ကတက်ပြင်းချလိုက်တယ် အနိငှမလေးနဲ့သူပထမတွေ့တုန်းကလည်းငှမကအဲ့ဒီဒုက္ခကိုဖျက်ချော့နေတာပဲဒါပေမဲ့ကြာရှုံးသွားခဲ့တယ်ဒါပေမဲ့နောက်တစ်ခါဖျက်ချော့ရင်လည်းဒါကမလွယ်ဘူးဆိုတာကိုမူခြံသိတယ်ဒါပေမဲ့ငှမလေးကိုကြည့်ရတာတော်တော်လေးကိုတက်ကြွနေတဲ့ပုံပဲသူကပြောတယ်ဝိညာဉ်တွေကိုချိန်မှပြီးအံ့ဖွယ်တာရဲအဖြစ်ပြောင်းလဲတာကငါတို့ရဲ့ဝိညာဉ်တာရဲတွေခြုံရမယ်အရေးကြီးတဲ့အပိုင်းပဲဒါကြောင့်အဲ့ဒါကလွယ်ကူတဲ့အရာတစ်ခုတော့မဟုတ်ဘူးဘယ်လိုပုံစံမျိုးနဲ့ငါနှစ်ချိန်သီးသီးကြာရှုံးခဲ့ပြီးပြီး ဒါပေမဲ့ဒီဒီဇိုင်းကမြောက်ပိုင်းပင်လယ်ငကားသွေးအစီနှစ်ရပ်အစွမ်းကိုခံရရမှာဆိုတော့ငရဲစိတ်ဓာတ်တွေကတက်ကြွနေတယ်သူတို့နှစ်ယောက်ကသွေးစာကြောင်းလုတ်ပြီးပြီးဆိုတော့သူတို့နှစ်ယောက်ကတပိုင်းလေးကိုဖြစ်နေပြီးမူချန်ကပြောတယ်ဒီနှစ်ရက်သုံးရက်အတွင်းမှာတော့အစင်းလေးဖြစ်အောင်နေကိုနေပြင်ဆင်ထားလိုက်ငရဲဝိညာဉ်စွမ်းအားတွေကိုလည်းနေလိုရင်ယူသုံးလို့ရတယ်ပြီးရင်တော့ငါတို့တွေအဲ့ဒီဒုက္ခကိုကြုံလာဖို့အတွက်နေရာတစ်ခုကိုရှာကြတာပေါ့ကဲဒီနေ့ဗီဒီယိုဒီမှာပဲရထားမယ်အဆက်ကိုမနာဖက်မှာထပ်ပြီးသင်ပေးမယ်ဒီနေ့ဖို့ပပိုင်အားလုံးကျေးဇူးတင်ပါတယ်